ားလုံးကိုတခင်ရှင်နာမ၌ Treasure Hunt Program မှာနေပြနေကြဆိုပါရယ်ရန်နာရှာဖွေပါအစီအစဉ်ကတော့တမချန်းစာတွေကဖိုးတန်တဲ့အရာများကိုဒီတကွာရှာဖွေခြင်းပဲဖြစ်တဲ့ဒီတစ်လလုံးမှာတော့ကျန်းစာတွေက Profit Future နဲ့ပတ်သက်တဲ့အရာများကိုဒီတကွာရှာဖွေနေတာပဲဖြစ်ပါတယ်အားလုံးပဲကောင်းကြီးမင်္ဂလာရှိမယ်လို့ယုံကြည်ပါတယ်လွန်ခဲ့တဲ့ပတ်ကကျမမေးထိုင်မေးခွန်းရဲ့အဖြေကိုဖြေပေးခြင်းနဲ့ကျမရဲ့မေးခွန်းကတော့ရှင်ပေကျူးကထရဖျိုင်းနေ့ရဲ့ကဘလို့နေ့မျိုးဖြစ်မလဲဆိုပြီးမှပြောထားတဲ့အရာကိုကျမမေးထားတာပဲဖြစ်ပါတယ်ဆိုတော့ ရှင်ပေတူအော်ရာစတူပြဆောင်အခန်းကြီး3အပိုင်းငယ်30ကိုဖတ်မယ်ဆိုလို့ရှင်လေဒီမေခွင့်ရဲ့အဖြစ်ကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မေခွင့်ရဲ့အဖြစ်ကိုပေးချင်ပါတယ်ရှင်ပေတူအော်ရာစတူပြဆောင်အခန်းကြီး3အပိုင်းငယ်30တခိုးဒီညခါလာတကယ်တော့ထရပ်ပြိုင်နေရည်ဒီလာလေမီထိုနေ့နိုင်မိုးကောင်းကင်ကြီးစွာသောအတန်နှင့်တကွ ရောက်သွားလိမ့်မည်လောကတတ်တို့သည်ပူအားကြီး၍ပြက်ကြလိမ့်မည်မြေကြီးကိုမှဆော်ရည်မြေကြီးပေါ်မှပြုလို့တမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်ဆိုတော့ဒီညမှာအဖြစ်ကိုတွေ့ရမှာဖြစ်တဲ့တခိုးဒီညခါလာတကယ်တို့ထာရဖျားဤနေရက်ဒီလာလိမ့်မည်တဲ့အာမဲဆိုတော့ဒီမေခွန်းရဲ့ဖြစ်ကတော့တခိုးကဲတို့ ဖယိုင်နေရကလာလိုက်မယ်။ဒီနေ့အဖြစ်ဘသူမှမျော်လင့်မထားတဲ့အချိန်မှာသခင်ပြကြော်လာမှဖြစ်တယ်။လူတွေကကိုယ်ကိစ္စနဲ့ကိုယ်လှုပ်ရှုပ်နေမယ်။ဖယားတဲ့နဲ့အသက်မရှင်နေဘူး။နော်ကိုဟာကိုရရှုပ်ထွေးနေမယ်ကိုမိသားစုနဲ့ကိုတိုင်ဝိုင်းနဲ့ရှုပ်ထွေးနေတဲ့အချိန်ဖခင်နဲ့ပတ်သက်ပြီးမှလုံးဝအယုံမဆိုင်တဲ့အချိန်မှရောက်လာမှဖြစ်တယ်။ဒါမဲ့တင်းနဲ့ကျွန်တော်ကယုံကြည်သူများဖြစ်တယ်။ဒီအကြောင်းအရာကိုသိရှိတဲ့အခါမှာတမန်တော်ရှိဖွင့်သူဖြစ်တယ်။အာမင်တမန်တော်ရှိစွာဖြင့်သခင်ရဲ့ကြွလာခြင်းကိုမျှော်လင့်နေတော်သူများဖြစ်ဖို့ရန်တခင်လိုရရှိတာဖြစ်တယ်။ ကျန်စာဖတ်ခြင်းစုတောင်းခြင်းဘုရားတန်ကြားတတ်ခြင်းဓမ္မတိနဲ့တက်ရှင်ခြင်းအပြင်တင်းရတ္တာထဲမှာသခင်ရဲ့တွာလာခြင်းကိုသင်က ready စောင့်နေနေဆိုလို့ရှင်တော့တင်းရတ္တာမှာတကယ်ပဲကောင်းခြင်းမင်္ဂလာနဲ့ပြောရတ္တာဖြစ်မှဖြစ်တယ်ဒါကြောင့်ဒီမေခွန်းရဲ့အဖြစ်ကိုသိရှိပြီးဖြစ်တဲ့အခါမှာဓမ္မတိရှိစွာပြည့်တက်ရှင်ပွင့်နဲ့ဖိတ်ခေါ်ခြင်းနဲ့အာမင်ဆိုတော့ဒီတပတ်ရဲ့မေခွန်းကိုလည်းဒီနေ့မှာမေးချင်ပါတယ် ဒီတစ်ပတ်ရဲ့မိခွန်းကတော့ဟာပတ်ဇိုဆိုရက်စကလုံးရဲ့အတိတ်ကပါလဲဆိုရက်ကျွန်မမိခွန်းဖြစ်တဲ့ဟာပတ်ဇိုသူစနေစကလုံးဖြစ်တယ်။ဟာပတ်ဆိုတဲ့ဘက်ကပါလဲတဲလွန်စားလေးပေးမယ်။တဲလွန်စားနံပါတ်1ကတော့ဒါကအင်္ဂလိပ်စကားမဟုတ်ပါဘူး။အင်္ဂလိပ်စကလုံးမဟုတ်ဘူး။ Greek စကလုံးဖြစ်တယ်။တဲလွန်စားနံပါတ်2ကတော့ တက်တာလုံးနဲ့ဩဝါရာစပ္ပမဆောင်ခန်းကြီးလေးအပိုင်ငယ်စက်ခွန်ကိုဖတ်စေချင်ပါတယ်အဲ့ဒါကိုဖတ်မယ်ဆိုလို့ရှင်တော့တင်ကအဖြေကိုရရှိမှဖြစ်တယ်ဆိုတော့အားလုံးကိုအချိန်ပေးချင်ပါတယ် โอเคအားလုံးရဲ့အချိန်ဆေးသွားပါပြီဆိုတော့ဒီတပတ်ကတော့ကျွန်တော်ဒီလအာဒီ prophecy နဲ့ပတ်သက်တဲ့အကြောင်းအရာကိုမေးတယ်မေးခွန်းရဲ့နောက်ဆုံးအပတ်ဖြစ်တဲ့အခါမှာတော့တခါတည်းမေးခွန်းရဲ့အဖြစ်ကို ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အကျန်းစာကိုဒီတစ်ခါဖတ်ကြရအောင်တတလုံးနဲ့ aura sub ထမဆောင်ခန်းကြီးလေးပိုင်ငယ်ဆက်ခွန်ဖြစ်ပါတယ် ထိုအခါသစ်ရွှင်ကြံကျွန်းတော်ငါတို့ဒီအာဃာတကောင်းကင်၌သခင်ဖျားထံတော်တို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်တို့ခြီးဆောင်ခြင်းကိုခံရတော်အဖြစ်သခင်ဖျားနှင့်အတူအစင်မပြတ်နေရကြလိမ့်မည်အာမင်သခင်ဖျားနှင့်အစင်မပြတ်နေရမှာဖြစ်တယ်ပြေချင်းနဲ့ ဒီမှာအရှိန်ပိုင်းမှာဆိုရင်ချီဆောင်ချင်းခံရတော့အဖြစ်အာမင်ဆိုတော့ဟာဘတ်ဆိုရဲ့အတိတ်တွေကတော့တနည်းအားဖြင့်ချီဆောင်ချင်းဖြစ်တယ်။တင်းစီချင်းဖြစ်တယ်။သခင်ရှုခွတော်ဒုတိယချိန်မကြွာလာခင်မှာကျမတို့ယုံကြည်သူတွေအားလုံးကိုသူကချီဆောင်သွားမှာဖြစ်တယ်ဆိုတော့ဟာဘတ်ဆိုရဲ့အတိတ်တွေက rapture ဖြစ်တယ်ချီဆောင်ချင်းဆိုတဲ့အတိတ်တွေဖြစ်တယ်။ဒီနေ့ကျွန်တော် အစင်းသိရှိနေပွင့်မတမအရေးကြီးတာဖြစ်တဲ့တခင်ကြွလာဖို့အရန်နီးနေပြီးနောင်တရကြရအောင်တတတွေကိုပြင်ဆင်ကြရအောင်တခင်ခြီဆောင်ခြင်းမှာတယောက်မှမလွတ်တန်းနော်တခင်ကိုဒီနေ့မှမျော်လင့်နဲ့အသက်ရှင်ဖို့ခွန်အားပေးခြင်းပါတယ်ကျမတို့ဘဲကေတင်ချင်းရရှိပြီးတော့မှခြီဆောင်ခြင်းခံစီမြမဟုတ်ဘဲနဲ့ကျမတို့ရဲ့မိသားစုတွေတကယ်ချင်းတွေဆင်မျိုးအတိုင်းဝိုင်းတွေအားလုံးကိုပါခေါ်ပြီးတော့မှတခင်ရဲ့ခြီဆောင်ခြင်းကိုလိုက်သွားသောသူများဖြစ်ဖို့ရန်အတွက်ဘုရားရှင်ကအထူးပဲကောင်းချီးပေးပါစေအာမင်ဒီဒလရဲ့ treasure hunt ကတော့ prophecy နဲ့ပတ် ်သက်တဲ့အကြောင်းအရာများကိုတို့တို့ကရှာဖွေခြင်းဖြစ်တဲ့အရောက်တိုင်းကောင်းကြီးရှိမယ်လို့ယုံကြည်ပါတယ်။နောက်လာရဲ့ treasure hunt တွေကိုလည်းမလွတ်တမ်းခွန်အားယူဖို့ဖိတ်ခေါ်ချင်ပါတယ်။အရောက်တိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ။